ပန်ဆယ်ဗေးနီးယားပြည်နယ်ဖီလာဒဲဖီးယားမြို့ကဟက်တာဘော့ဆိုတဲ့အမျိုးသမီးဟာညနေခင်းတစ်ခုမှာသူမရဲ့ခင်ပွန်းသားနှစ်ယောက်နဲ့အတူအင်ရှိမှာမုတ်ထိုင်စားနေခဲ့ကြပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုဟက်တာဟာသူ့ကိုလုံးဝစက်သိမ်းထသွားစီမဲ့အရာတစ်ခုကိုတွေ့လိုက်ရပါတယ်။ What? did you say? What did you say, mommy? I can't hear you. You gotta keep that open so uh, oh. you get all musty. Can't tell me. Can't tell me the to fuck it. Okay. ဟဲသားကခင်ပွန်းနဲ့ကလေးတို့ကို "तू ကကျမကိုကြောက်အောင်လုပ်နေတယ်"လို့တူတူလီပြောလိုက်ပေမဲ့သူတို့ကတော့ "तू မဘာပြောမှန်းမသိခဲ့ကြပါဘူး။ तू မရဲ့ခင်ပွန်းရောသားတွေပါ။ပေ20လောက်အကွာကလူသွားလမ်းအတိုင်းရှောက်လာတဲ့အဖြူရောင်ဝတ်စုံနဲ့ထူးဆန်းတဲ့အမျိုးသမီးကိုမမြင်ကြပါဘူး။ဟေတာကအဲ့ဒီအမျိုးသမီးဟာ1950ခုနှစ်တွေကဒူနာပြုတယောက်လိုဝှစ်စင်ထားပြီးမျက်နာမှာကြောက်စရာကောင်းတဲ့အပြုံးတစ်ခုနဲ့လို့ပြောပါတယ်။ဟေတာတယောက်အခုတော့လန့်နေပါပြီ ဲ့ဒီထူးဆန်းတဲ့သူနာပြုအမျိုးသမီးကို သူကလွယ်ပြီးတခြားသူတွေဘာလို့မမြင်ရတာလဲဆိုတော့ကို သူမနားမလည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။ဒါနဲ့သူတို့ရဲ့အင်ရှိတကားကလုံခြုံရေးကင်မရာမှတ်တမ်းကိုစစ်ဆေးကြည့်လိုက်ပါတယ်။မှတ်တမ်းထဲမှာလည်းဖြူဖြော့နေတဲ့အမျိုးသမီးတစ်ယောက်နတ်စမာဝတ်စုံနဲ့ရှောက်သွားနေတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့ဒီထပ်ပို့ပြီးထူးဆန်းလာတွေရှိပါသေးတယ်။ဘာလို့လဲဆိုတော့နာမည်ဆိုးနဲ့ကြော်ကြားတဲ့စိတ်ကြမ်းမာရေးဆေးရုံဟောင်းတစ်ခုဖြစ်တဲ့ Binary ဟာ ဖီလာဒဲဖီးယားပြည်နယ်ဆေးရုံနဲ့တမိုင်အကွာလောက်ပဲဝေးတဲ့နေရာမှာတည်ရှိလို့ဖြစ်ပါတယ်။ဒီတော့နောက်ခံတမိုင်ကြောင်းလေးနည်းနည်းပြောပြမယ်။တမိုင်ဘိုင်ဗယ်ရီပြည်နယ်ဆေးရုံရှိတဲ့နေရာနဲ့တမိုင်အကွာလောက်မှာနေပါတယ်။ဒါကနိုင်ငံမှာအဆိုးဆုံးလို့နာမည်ကြီးတဲ့စိတ်ကျမ်းမာရေးဆေးရုံတွေတဲကတစ်ခုဖြစ်မယ်လို့ကျွန်မထင်တယ်။အဲ့ဒီမှာညှဉ်းပန်းနှိပ်စက်မှုတွေအများကြီးဖြစ်ခဲ့တယ်။လူနာတွေကိုအုံနောက်ခွဲစိတ်ကုသမှုတွေလုပ်ခဲ့တယ်။လူနာတွေကိုစမ်းသပ်မှုတွေပြုလုပ်ခဲ့တယ်။ သူတို့တည်းကတော်တော်များများဟာဆူဆူရွာရွာဆက်ဆက်ခံရလို့အသက်ဆုံးရှုံးခဲ့ကြရတယ်။အဲ့ဒီဆေးရုံရဲ့အခြေအနေတွေကလူမဆန်လွန်းလာပါတယ်။ဘသူကမှဒီလူနာတွေအသက်သေဆုံးတာမျိုးကို မကြုံစေခြင်းခဲ့ကြပါဘူး။ဒီလူတွေကအကူအညီပဲလိုချင်ခဲ့ကြတာပါ။အယံဝန်နေစရာကောင်းပါလေ။လူတွေအယံပြစ်ကျက်နေခဲ့တယ်။သူနာပြုတ်နဲ့လူနာအချို့ကလုံးဝမမျှတာဘူးဖြစ်နေတယ်။သူနာပြုတ်တင်တန်းသားနှစ်ယောက်နဲ့အကူသုံးယောက်လောက်နဲ့လူနာတွေကိုခြေချိုးပေးဖို့ကော်ဖီဆိုင်ကိုခေါ်သွားဖို့ ်ဆရာဝန်စီခေါ်သွားဖို့စိတ်တိုက်ဖို့နဲ့နေရာကိုတန်ရှင်းအောင်ထားဖို့ဆိုတာအကုန်လုံးလုပ်ရတာပါပဲကျမငငယ်တုန်းကဆိုရင်အဲ့ဒီတဲကိုသွားလေးရှိပြီးတကယ်ကိုကြောက်စရာကောင်းပါတယ်အဲ့ဒီဝင်းထဲကိုဝင်လိုက်တာနဲ့အေးဆက်တယ်လို့ခံစားရတယ်ပုံမှန်မဟုတ်ဘူးထူးဆန်းတယ်လို့ခံစားရတယ်တရားရောက်ကစောင့်ကြည့်နေတယ်လို့မျိုးခံစားရတယ်အောက်မှာနေရာဥမေလှန်ကောင်းတွေရှိတယ်ကျမတို့အဲ့ဒီထဲမှာပြေးလွှားပြီးဆော့ကစားပူခဲ့ကြတယ်။သူတို့ကအလောင်းတွေတဲဖို့ဒီဥမင်တွေကိုတုံးခဲ့ကြတယ် 2009ခုနှစ်တွေတုန်းကကျမတို့အဲ့ဒီထဲကိုသွားတော့ကတော့အဲ့ဒီမှာအလောင်းတင်တဲ့တတုကရင်တွေရှိနေတော့မယ်အဲ့ဒီထဲမှာကျမရဲ့လက်မောင်းကိုတစုံတယောက်ကဆွဲတာခံစားလိုက်ရဘူးတယ်ကျမတငယ်ချင်းလို့ထင်ပြီးဓမီနဲ့ထိုးကြည့်လိုက်ပြီမဲ့ကျမတငယ်ချင်းကဟိုးဘက်မှာရောက်နေတယ်ဒါပေမဲ့ဒီဇယ်လန်းဟာဒီထက်ပိုပြီးဒူဆန်းလာပါသေးတယ်ဟေသာရဲ့အဖေကဒီအိမ်ထဲမှာခလေးဘွားတွေကနေခဲ့ဘူးပါတယ်ဟေသာက သူ့အဖေကိုကြောက်စရာကောင်းတဲ့ဗီဒီယိုမှတ်တမ်းကိုပြလိုက်တဲ့အခါမှာသူ့အဖေက လင်ဒါဆိုတဲ့အမျိုးသမီးတယောက်ဟာဘေးအိမ်မှာနေခဲ့ဘူးတယ်လို့ပြောပြပါတယ်1959ခုနှစ်တွေတုန်းကလင်ဒါဟာဘိုင်ဘယ်ရီစိတ်ချမ်းမာရေးဆေးရုံဟောင်းမှာ သူနာပြုတယောက်ဖြစ်ခဲ့တယ်လို့လည်းသိရပါတယ်ဒီတော့ဟဲတာဟာစိတ်ချမ်းမာရေးဆေးရုံဟောင်းကသူနာပြုတယောက်ရဲ့အဝိညာဉ်ကိုရိုက်ကူးမိခဲ့တာလားဒါမှမဟုတ်တမန် အမျိုးသမီးတယောက်ကိုတရဲတစီနဲ့အမြင်မှားနေတာပဲလားခင်ဗျာ ရှာယန်းဆိုတဲ့အမျိုးသမီးတယောက်ဟာသူမရဲ့နှစ်နှစ်အရွယ်သမီးလေးကိုထိန်းချောင်းနေတော့ကလေးမလေးကအလွန်ထူးဆန်းတဲ့စကားတခုကိုပြောဆိုခဲ့ပါတယ်။ Okay, who is it? Daddy. Daddy's right here. Is it your daddy? No, it's your daddy. The is where? Your daddy's right here. Okay. Come on. Okay, show me. See? Oh. Your daddy's missing you. My daddy's missing me? I said down. Let's go get him. Where'd he go? In here. Okay, show me. သမီးဖြစ်သူရဲ့ပြောစကားအရာအဲ့ဒီအရာဟာရှာယန်းရဲ့အဖေကိုရည်ညွှန်းနေပုံရပါတယ်။ဒါကထူးဆန်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူမရဲ့သမီးဟာအဖိုးဖြစ်သူကိုတခါမှမမြင်ဘူးယုံတာမကသူမကိုယ်တိုင်တော့သူ့အဖေဆုံးမသွားတော့ငငယ်လေးပဲရှိပါသေးတယ်။ဒီတော့ရှာယန်းက သမသမီးကိုတပုံတပုံပြလိုက်ပါတယ်။ကလေးမတွေကသူတို့အိမ်ရဲ့ဇင်းကြံမှာတွေ့ခဲ့တဲ့လူဟာအဲ့ဒီလူပဲလို့အတည်ပြုလိုက်ပါတယ်။ Yes. Yes, it looks like that. Daddy. 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 Yeah. Well, Mae Mabel, what does your ghost do? No. What did you say he gave you? Heart. A heart? Daddy. A daddy. Uh-huh. Daddy. Yeah. They see me. What sees you? The ghost? What are you talking about? My mom. Oh! The jar scared me and you already freaked me out. Mm. မရဲ့တမီဟာယနေ့ချိန်ထိအဖေဝိညာဉ်လို့ခေါ်တဲ့အရာတစ်ခုနဲ့ရံမှန်ရံကစကားပြောနေတုံးပဲလို့ဆိုပါတယ်။ဒါပေမဲ့သူမရဲ့ဗီဒီယိုကိုကြည့်ရှုသူတချို့ရဲ့မှတ်ချက်တွေကြောင့်သူမဟာဒီဖြစ်ရပ်ကိုအနှဲငယ်စိုးရိမ်စပြုလာခဲ့ပါတယ်။ He calls him daddy ghost. She's only had an experience like that two or three times. It doesn't happen often but when it does I try to capture it on video. I also had a lot of comments uh saying that it wasn't like a something nice. It was something mean. that freaked me out. So don't say that again. A lot of people were telling me don't communicate with it. I'm not. I'm scared. She is, and she doesn't understand. So tell him, Mabel. ပြီးတော့တမီကတမစီအလဲလာတဲ့အဖိုးရဲ့ဝိညာဉ်ကိုမြင်နေရတာလားဒါမှမဟုတ်တခြားအရာတစ်ခုများဖြစ်နေမလား <laughs> ရိုဆာနာလို့ခေါ်တဲ့ပြင်သစ်ကအမျိုးသမီးတစ်ယောက်ဟာတိုက်ခန်းတစ်ခုမှာမိသားစုနဲ့အတူနေထိုင်သူတစ်ယောက်ဖြစ်ပါတယ်။အဲ့ဒီတိုက်ခန်းထဲမှာလှုပ်ဝက်စမ်းကြတဲ့အမောင်ရိတ်တစ်ခုကသူမကိုပြင်းပြင်းထန်ထန်ခြောက်လက်နေတယ်လို့ဆိုပါတယ်။တညမှာသူမတစ်ယောက်တည်းအိမ်မှာရှိနေတော့ကလေးတွေရဲ့ကစားကမ်းလေးကနေထူးဆန်းတဲ့အပံတွေကြားခဲ့ရပါတယ်။ ဒါကြောင့်ဖုန်းကင်မရာကိုအလျင်မြန်ထုတ်ပြီးကြုံတွေ့နေရတာတွေကိုမှတ်တမ်းတင်ဖို့စူးစမ်းလိုက်ပါတယ်။ကင်မရာနဲ့ရိုက်ကူးမိခဲ့တဲ့အရာကတကယ့်ကိုကြောချမ်းစရာကောင်းလာပါတယ်။ ကစားကနဲ့ကအယုတ်တွေဟာသူ့လိုလိုလှုပ်ရှားလာခဲ့ကြပါတယ်။သူမသွားစစ်ဆေးတဲ့အခါမှာတော့အလွန်ထူးဆန်းတဲ့အရာတစ်ခုကိုသတိထားမိလိုက်ပါတယ်။အဲ့ဒါကတော့ကြီးမားတဲ့အရေးတကံတစ်ခုကသူမနောက်မှာတက်တက်မမတ်ရပ်နေတာကိုပရင်းမောက်ရဲ့မှန်ကားတစ်စိတ်တွေ့မြင်ခဲ့ရတာပဲဖြစ်ပါတယ်။ဒါပေမဲ့လှည့်ကြည့်လိုက်တဲ့အခါမှာတော့ဘသူမှ ရှင့်မနေခဲ့ပါဘူး။မှန်တယ်မှာသူ့နောက်ကထူးဆန်းတဲ့အရေးကိုနောက်တစ်ခါထပ်မြင်လိုက်ရပေမဲ့အဲ့ဒီအရာကပြန်လဲပြောက်ွယ်သွားခဲ့ပြန်ပါတယ် ီအမှားဝိဉ္ဇဉ်ကသူမရဲ့တိုက်ခန်းထဲမှာလာပေါင်းများစွာ၆လက်နေခဲ့ပေမဲ့သူမကတော့အခုလောလောဆယ်ပြောင်းရွှေ့ဖို့မတတ်နိုင်သေးဘူးလို့ဆိုပါတယ်။ဒီတော့သူမကိုမကောင်းဆိုးဝါးဝိဉ္ဇဉ်တစ်ခုက၆လက်နေတာလား။ဒါမှမဟုတ်အားလုံးကအသေးစိတ်စီစဉ်ထားတဲ့လင်ညာမှုတစ်ခုပဲလား။မိတ်ဆွေတို့ရောဘလို့မြင်ပါသလဲခင်ဗျာ။ ိုင်ယာနာနဲ့သူ့ကိုယ်တော်ဟာသူတို့ခြံအစောမှာရပ်ထားတဲ့ truck ကားတစ်စီးစီးကိုရဲတွေရောက်လာတာတွေ့လိုက်ရပါတယ်။အဲ့ဒီ truck ကားမှာလူတစ်ယောက်ငှားရမ်းနေထိုင်တာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီလူဟာရပ်ပေါင်းများစွာကားတွေကထွက်မလာခဲ့တာကြောင့်ရဲတွေလည်းအချိန်တွေကိုစုံစမ်းဖို့အတွက် ရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။တကယ်တော့အဲ့ဒီလူဟာ truck ကားထဲမှာပဲကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ဒါကဗီဒီယိုမှတ်တမ်းမှာ With her going up to Tom's place. The, so wait, you said the yeah, light the wasn't light. off? Yeah, yeah, exactly. And I knew that something was going on. Ah, oh, that's a lot of cops. Holy uh, sh! The hell. Uh, oh my god, they're calling. They're they calling somebody in? Yeah back over. What? what was Tom doing? Did you need like an app you can check or something? Oh my, out my out. Jesus. Uh, I, I that was okay. She's hiding. မိษွေတို့တတိထားမိလိုက်ပါသလားခင်ဗျာထရက်ကားအပြင်ဘက်မှာကလေးငယ်တယောက်မတက်ရက်နေတာကိုမြင်နေရပြီးရဲတွေကတော့အဆိုပါအရာကိုတတိထားမိဖို့မရပါဘူးအဲ့ဒီအချိန်မှာပဲရုတ်တရက်ဆိုသလိုကလေးငယ်ရဲ့အရေးကပျောက်ကွယ်သွားခဲ့ပါတယ်အဲ့ဒီကလေးငယ်ဟာရဲတွေရှေ့မှာမျက်လဲပြလိုက်သလိုပျောက်ကွယ်သွားတာဖြစ်ပါတယ်ဒါပေမဲ့ရဲတွေကတော့တယောက်မှတတိမထားမိခဲ့ကြသလိုမြင်မုံလဲမရပါဘူး ကြည့်ရှုသူတွေကဒီဗီဒီယိုထဲမှာနောက်တဲ့ထူးဆန်းတဲ့ပုံရိပ်တစ်ခုရှိတယ်လို့ထောက်ပြကြပါတယ်။အဲ့ဒါကတော့ trucker ပရင်းပေါက်မှာရက်နေတဲ့လူတစ်ယောက်နဲ့တူတဲ့အရေးတကံတစ်ခုပါ။ရက်အနှဲငယ်ကြာပြီးနောက်မှာတော့ဒိုင်ယာနာနဲ့သူ့အဖေတို့က trucker ကိုတောရောက်စစ်ဆေးကြည့်လိုက်တဲ့အခါမှာ အခြေအနေတွေကတကယ်ကိုထူးဆန်းလာပါတော့တယ်။ Oh my goodness. Jeez. Oh my god. Oh my god. What was that? Uh, oh, fuck. jeez. Oh, oh. Whoa. Wait a minute. Wait a minute. Wait. Did this guy have a kid? What is this? Yeah. Yeah, this kid died two like down before. Long, long time ago. ပထမတော့ဒိုင်ယနာဟာကားရဲကကြီးတိတကောင်ထွက်ကြလာလို့ထိတ်လန့်သွားခဲ့ပါတယ်။ဒါကထူးဆန်းပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီလူကတေဆုံးပြီးထရက်ကားရဲကနေထွက်သွားတာရက်အနည်းငယ်ပဲရှိပါသေးတယ်။ဒီတော့ငှက်ကဘလို့လို့ရောက်လာတာလဲ။ဒါပေမဲ့နောက်တစ်ခါကဒိုင်ယနာဟာရေကဲတတပေါ်မှာခလေးတယောက်ရဲ့ဗဒီကားတွေကိုတွေ့လိုက်ရပါတယ်။သူမရဲ့အဖေပြောတာကတော့အဲ့ဒီလူဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကသမီးဖြစ်သူကိုငငယ်ရွယ်ရွယ်နဲ့လက်လွတ်ဆုံးရှုံးခဲ့ရတဲ့အတော့စိတ်တက်ကြနေခဲ့တာလို့သိရပါတယ်။အဲဒီလူကသူ့သမီးရဲ့ပုံဆွဲပကြီလေးတွေကိုတင်ထားပြီးသူ့ဘဝတလျှောက်လုံးသူ့သမီးအတွက်ဝမ်းနည်းပူဆွေးရင်းအရက်ကိုအပေါ်ပြူလာခဲ့ပါတယ်။ဒီလိုနဲ့အချိန်တစ်ခုရောက်လာတဲ့အခါမှာတော့သူဟာအရက်ရဲ့ကြေးကြုံဖြစ်လာပြီးအသက်ဆုံးပါခဲ့ရပါတယ်။ ဒီတော့အပြင်မှာမှမြင်လိုက်ရတဲ့ခလေးရိတ်ကတင်ဆုံးသွားတဲ့ဖခင်ဖြစ်သူကိုတခြားတစ်ဖက်ကနေလာကြိုးနေတဲ့တမီးလေးရဲ့ဝိညာဉ်များဖြစ်နေမလားခမညာဒီဗီဒီယိုကိုအဆောင်အုံတစ်ခုအတွင်းမှာတပ်ဆင်ထားတဲ့လုံလုံရေးကင်မရာကတဆင့်ရိုက်ကူးမိခဲ့တာဖြစ်ပါတယ်။ကလေးမလေးဟာလှေကားအောင်နာမှာဆော့ကစားနေရင် အခန်းငယ်တစ်ခုလို့ယူဆရတဲ့နေရာကိုစိုက်ကြည့်နေတာတွေ့ရပေမဲ့မှတ်တမ်းထဲမှာတော့ထူးထူးခြားခြားမြင်နေရတာမျိုး မရှိသေးပါဘူး။ကလေးမလေးရဲ့မိဘတွေကိုယ်တိုင်လည်းအစာပိုင်းမှာတော့ဒါကိုတန်မှန်လို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီဗီဒီယိုကိုအချိန်မောင်းများစွာကြည့်ပြီးတဲ့နောက်မှာတော့မိဘတွေဟာထိတ်လန့်တကြားပြစ်သွားခဲ့ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီအခန်းထဲမှာထူးဆန်းတဲ့အရာတစ်ခုကိုအမှန်တကယ်တွေ့နေရလို့ပဲဖြစ်ပါတယ်။ အခုဆိုရင်တော့ကောင်မာလီကဘာကြောင့်အထက်ကိုဝင်ဖို့တုံ့ဆုံနေတယ်လဲဆိုတာမိတ်ဆွေတို့သိလောက်ပြီးထင်ပါတယ်ခန္ဓာကိုယ်မပါတဲ့လက်တစ်ဖက်ကကောင်မာလီကိုလက်ရက်ခေါ်နေတာမြင်တွေ့ရပါတယ်အဲ့ဒီလက်ဟာလေထဲမှာပဲရုတ်တရက်ပျောက်ွယ်သွားခဲ့ပါတယ်ကလေးမာလီနာကိုရောက်လာတဲ့ကြောင်လေးတောင်မှအဲ့ဒီအရာကိုတရိပ်ထားမိကောင်ထားမိနိုင်ပါတယ်အဲ့ဒီအရာဟာသူတို့ကိုအထက်ကိုဝင်ဖို့ဖိတ်ခေါ်နေတာဖြစ်နိုင်တယ်လို့တခုခုကိုလိုချင်လို့ဆွဲဆောင်နေတာလည်းဖြစ်နိုင်ပါတယ် ဘလို့အတိတ်ပဲမျိုးပဲဖြစ်နေပါစေဒီအခြေအနေကတော့စိုးရိမ်စရာ ဖြစ်စေခဲ့တာအမှန်ပါပဲဒီလောက်ဆန်းကြတဲ့ဗီဒီယိုဖိုင်ဟာယနေ့တိတိုင်းအဖြစ်မရှိသေးပါဘူးအခန်းတွေကလည်းခေါ်နေတဲ့အရာဟာဘာများဖြစ်မယ်လို့မိတ်ဆွေတို့ထင်ပါတယ်ခင်ဗျာ